ေးမန္တလေးကဇီဝရေးတောင်းချမ်းနဲ့လေအိုက်ကိပေးဝေဝေးဆိုင်နေကုန်းကုန်းဆိုင်နေနော်ဒီလိုကြီးတတိထားကြနော်သိစင်းသားကြီးဟာဒီလောက်ငလင်းဘေးအတွက်လာပြီးတော့မှကေပေးဆိုင်မှာကေပေးထုတ်ပါတယ်ဆိုမှနင်းရဲဟိုထုတ်ခါကို6000ယူတယ်နဲ့ငါပြောတာရှင်းရှင်းလင်းလင်းကတောင်း2000လောက်ယူတော့ဘာဖြစ်မှာတော့ဒီယုတ်ကြီးနဲ့ငါသွားတာလေအကိုရဲ့ချော့ချော့ပေါ့ပေါ့ယူပါ6000ဆိုတော့များလုံးနဲ့လူတွေဒီလောက်ဒုက္ခရောက်နေမယ်သိရတာနဲ့ဦးနော် ဒီချိန်ခါမှာအခွင့်ရယူပြီးလိန်စားကျင်တဲ့သူတွေညာစားကျင်တဲ့လူတွေကတသက်ရှိတယ်နော်ဒီငလင်ကိုအချောင်းပြုတ်ပြီးတော့မှကုညီတလို့နဲ့လူ၃ယောက်၅ယောက်ကကို့နာကတ်လာပြီးတော့ဓာတ်ထောက်ပြီးဓမြတိုက်သွားတဲ့လူတွေအများအလုံးမင်္ဂလာပါမွေး channel လေးရင်ကျေးဇူးလိုက်ပါတယ်မိုးခုတစ်ဆက်ပြခြင်းနဲ့ဗီဒီယိုလေးကတော့ငလင်သစ်ပြည်သူတွေကိုအတုံးချပြီးတော့လှုပ်ရှားနေတဲ့ KB ဝေဘဆိုင်ကြီးရဲ့အကြောင်းကိုပြပြလာတဲ့ဒီဗီဒီယိုလေးပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီငလင်သစ်ပြည်သူတွေကိုဖေးမမကူညီပနဲ့သူတို့ကပေါ့နော်ဒီငလင်သစ်ပြည်သူတွေကိုဘန်းပြ ပြီးတော့လှုပ်ရှားနေတဲ့အကြောင်းကိုသွားလှူတဲ့သူကနေပြီးတော့ကိုယ်နဲ့ကိုကြကြုံတွေ့ကြရလို့ပြောလာပါတော့ဘီဒီယိုတမဆိုရင်တော့အပြည့်အစုံပါပါတယ်မိုးဗီဒီယိုလေးကိုဆုံးထိလက်ပတ်ကြီးရှုပ်ပေးဖို့ဖိတ်ခေါ်ပါရှင့်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြကလေးတွေကိုလည်းဗီဒီယိုလေးအောက်မှာ comment လေးတွေရေးပို့ရပါရှင့်ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော်အေးမန္တလေးကဇီဝရေးတောင်းကျမ်းနဲ့လေ IKB ဝေဝေးဆိုင်နေကုန်းကုန်းဆိုင်နေနော်ဒီလိုရေတတိထားကြနော်သင်စစ်သားကြီးဟာဒီလောက်ငလင်းဘေးအတွက်လာပြီးတော့မှ KB ဆိုင်မှာ KB ထုတ်ပါတယ်ဆိုမှနင်းရဲဟိုထုတ်ခါကို6000ယူတယ်နဲ့ ။ငါပြောတာရှင်းရှင်းလင်းလင်းရာ1000 2000လောက်ယူတော့ဘာဖြစ်မှာတော့ဒီယုတ်ကြီးနဲ့ငါသွားတာလေအကိုရဲ့ချော့ချော့ပေါ့ပေါ့ယူပါ6000ဆိုတော့များလုံးနဲ့အဲကျွန်တော်တို့6000တော့မထုတ်ဘူးပဲမယူပါနဲ့ဟောနော်အဲ1000 2000လောက်ယူပေါ့ဗျာဘာဖြစ်လို့တော့ဒါလေးယူရတာဘာဖြစ်မှာမို့လို့တော့နောက်ပြီးတော့အဲ့မှာရေတန်းကတ်တွေဈေးတွေတက်ကတ်ကို4000နဲ့ရေတန်းတက်ကတ်ကို4000နဲ့စဉ်းစားကြည့်တယ်ဗျာရေဘေးအတွက်သွားလူတာအရင်တိုင်းနည်းနဲ့ပေးလိုက်ပါလားဟမ်ကေဘေးဝေးဆိုင်နေရောနော်တကယ်ကျွန်တော်မပြောချင်ဘူးသိလား အဲ့6000ဆိုတာပေးရတာဗျာဟိုဘက်ဆံမဟုတ်ပေမဲ့လေအဲ့6000ကလေတကယ်ကလူမဲ့ဆိုလို့တင်လေမဲဆုံးတော့တအိမ်အောင်လောက်ကတော့ဟိုဘောပြောမယ်ဆိုမိသားစုဝင်တစုလောက်ကတော့2ရက်3ရက်အေးစစ်စစ်ဗျာစားလို့တောက်လို့ရတဲ့ငွေပမာဏကြီးတကယ်အမှန်ဆိုလို့တင်လေမယူနဲ့မပြောပါဘူးဗျာရှော့ရော့ပေါ့ပေါ့ယူကြပါကျွန်တော်တို့ကလာရတာရန်ကုန်ကနေလာရတာနောက်မန္တလေးစကိုင်းတော့အကုန်နှက်ဆန့်အောင်သွားပြီးရာသမျှအလူငွေကိုထုတ်ကြတာအဲ့လောက်ကြီးကြီးအစည်းအဝေးတွေမတောင်းကြကြပါနဲ့တိလားနော် ဟိုဘေးတခုခုဖြစ်တာနဲ့အဲ့လေနောက်ပြီးတော့အဲ့စီးပွားရေးသမားတွေကိုပြောကြတာဘေးတခုခုဖြစ်တာနဲ့ဈေးနှုန်းတွေအကုန်ထိုးတင်ထိုးတက်အကုန်ထိုးရောင်းအဲ့ခကြီးဟိုကမဟုတ်တာပါဗျာကျွန်တော်တော့မပြောတော့ဘူးငလင်ဘေးရဲ့အတွေ့အကြုံလေးမနေ့ကတော့ကေဘေးဆိုင်လေးနော်ကုံစုံဆိုင်လေးတက်အောင်ယူပါပြီတချို့ကဆိုင်နံပါတ်တွေပြောပါနဲ့မပြောပါဘူးဦးကြောင့်တမယာစီးပွားရေးတမယာမိသားစုဒုက္ခရောက်အောင်ဘယ်တော့မှမလုပ်ဘူးထိမ့်ထိမ့်သိမ့်သိမ့်ဖြစ်သွားအောင်လို့ပြောတာပဲရှိတယ်နော်ငလင်ဘေးရဲ့အတွေ့အကြုံကိုပြောပြမယ်တကယ်ကြီးကြီးမှာစဉ်းသက်လိုက်တဲ့အခါကျတော့ တချို့နေရာတွေမှာတချို့နေရာတွေမှာနေရာတော်တော်များများစကိုင်းမန္တလေးပုံထက်နေတာအများကြီးရှိတယ်။ဘာကြီးပုံထက်နေလဲဆိုတော့ရေတံဘူးတွေအပုံလိုက်အထက်လိုက်နော်။ကျွန်တော်တို့အလိုင်းပေါ်မှာထင်သလိုတွေမဟုတ်တဲ့နေရာတွေအများကြီးရှိတယ်နော်။ဟိုအစားအသောက်တွေပုံအိုးခေါက်ဆွဲချောက်အိုးဝတ်စားတောင်းလို့ပုံရလို့ပုံနေတဲ့နေရာတွေတပုံကြီးရှိတယ်။နော်။တချို့ဆိုလို့ရှိရင်အမှထမင်းတုပ်လေးဟင်းတုပ်လေးအမှဟိုဒီလိုခုံလေးတွေပုံမှာတင်ပခဲတာမစားဘဲနဲ့တော့မှအဲ့လောက်ထိပေါ်များတဲ့အလူရှင်တွေအများကြီးတကယ်သွားကြတယ်။ တကယ်လည်းအလူရှင်ကားတွေအလူကားတွေအလူကားတွေဆိုတာတခွဲခွဲသွားကြတယ်တကယ်ပိုရှန်နေအောင်ရှိကြတယ်အဲလူတယောက်ဆိုဥကဘာပြောလဲဆိုတော့ဥကတည်တယ်နေလို့ပါလေဥကနဲ့ဒီမှာကားနဲ့ရေတံမှုတွေအဲ့လောက်ပုံနေတာနဲ့အဲ့ဒါဒီကညားသေးတယ်နဲ့တချို့ဆိုလို့ရှိရင်နဲ့အောက်ဈေးနဲ့လာဝယ်ကြရေတံမှုတက်ကကိုဥမှာဟို1000က2000အဲ့လိုမျိုးတွေပေးဝယ်ပြီးတော့6000 6000 8000 8000အနေနဲ့ပြန်ပြီးစိုင်ကိုပြစိုင်မှာပြန်တင်ပြီးရောင်းတဲ့လူတွေလည်းရှိတယ်နဲ့ ဲ့ဒီသတင်းကအမှန်ဆိုရင်ဗျာတကယ်ရင်နာဖို့ကောင်းတယ်ကျွန်တော်တို့မှရေတံဘူးကက်တွေလိုတယ်လိုတယ်ဆိုလို့လိုက်ဝယ်လိုက်ရတာ၄00နဲ့နော်တချို့ဆို6000ပေးရတာရှိတယ်7000ပေးရတာရှိတယ်လို့អော်နေတယ်နော်အဲ့တော့ဘယ်လိုပြောမလို့မဖြစ်သင့်ဘူးဗျာဥရုဆိုလို့ဆိုရင်ဟိုဖန်နေရဲ့ချွေးနေစာတွေနော်တီဝင်းတီဝါဖန်နေရဲ့ချွေးနေစာသူတို့စိတ်ဒုက္ခတွေရောက်ပြီးလူကျင်တန်းကျင်နဲ့ပတ်စံလေးတွေအကုန်လုံးလိုအပ်တဲ့နေရာကိုပတ်စံနေပြီးအများဆုံးပတ်စံနေပြီးအများဆုံးဥပ္ပါ ကားပေါ်မှာလူလာ360နော်နောက်တဲ့အိတ်ထဲမှာထုတ်ထားတာ340သိန်းကြီးရနေပါအဲ့ဒါကိုပတ်စံပူသေးတယ်ပူတဲ့ဟာကိုဦးသူတို့ကခါလဲပြောပြီးသားဦးပြန်လဲထူထောင်ကြီးမှာသုံးရင်သုံးမသုံးရင်လိုအပ်တဲ့နေရာမှာလှူပေးမယ်လို့ပြောပြီးသားနော်အဲ့တော့ငလင်ပေးရဲ့အတွေ့အကြုံကအောက်အပေါ်မှာထင်နေတာနဲ့အောက်မှာဖြစ်နေတာနဲ့တချို့နေရာလေးတွေကလွဲနေတယ်တချို့နေရာတော်တော်လွဲတယ်ဗျဟိုဘယ်လိုပြောရမလဲရေးသားကပြတ်မှာပေါ့ ရေကနေလူတွေလူတွေကြီးပဲတက်အောင်နေကြတာလူတော့ဒီရလူရအာကားကြီးနဲ့ပြေးဝပြေးဝတကယ်ကဟိုရောက်တော့မလိုအပ်တာတွေလည်းများရှိဒါတွေ့ကြုံမှုတဲ့လူတွေသိလိမ့်မယ်အဲ့လိုပြောလို့ရှိရင်နာတဲ့လူတွေကနာကြလိမ့်မယ်မနာကြပါနဲ့ကျွန်တော်တွေ့ကြုံခဲ့တာပါကားတစီးနဲ့ကျွန်တော်ရှောက်ပတ်ခဲ့တယ်အော်ဟိုနေပေါ့နော်မန္တလေးအဲဒီစကိုင်းအခုရှောက်ပတ်ခဲ့တယ်ကျွန်တော်ဆိုလို့ရှိရင်သမင်းကောင်းကောင်းတစ်နှက်ကိုအပြန်ကြမှာကျွန်တော်135ဟိုင်းမှာကျွန်တော်ဝင်စားခဲ့တာအတော်ရရသမင်းတော့လက်ဖက်သမင်း အဲ့လိုစားပြီးကျွန်တော်တို့သွားခဲ့ကားစီဖို့ဆိုရင်လည်းကားသမားဆိုကားကတကပြားမှမတောင်းစီဖို့တောင်သူနည်းနည်းဘဝဆိုင်လိုက်သေးတယ်နော်ကိုကုံကိုဖော်တာမဟုတ်ဘူးနော်လုံးဝမအိပ်ခဲ့ဘူးမန္တလေးကျုံကြီးပေးမှာတညာလုံးမအိပ်ဖဲနဲ့လမ်းလျှောက်လိုက်ထိုင်လိုက်ဖုံးကြည့်လိုက်လမ်းလျှောက်လိုက်ထိုင်လိုက်ဖုံးကြည့်လိုက်နဲ့အချိန်ကုန်ခဲ့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုတယ်တွေလည်းမဖွင့်လို့ပြောချင်သေးတယ်မိနစ်ကပြည့်သွားပြန်ပြီ လူတွေတလောက်ဒုက္ခရောက်နေမယ်သိရတာနဲ့ဟုတ်နော်ဒီချိန်ခါမှာအခွင့်ရေးယူပြီးလိန်စားခြင်းတဲ့သူတွေညာစားခြင်းတဲ့လူတွေကတသက်ရှိတယ်နော်ဗားတဲ့လိုင်းပေါ်မှာဟလာငွေချီးတယ်တဲ့ငါးသိန်းအစာ3900ဒီချီးတယ်တဲ့ဟလာ တထဲမာတွေရွှေရောင်းငွေရောင်းနေတဲ့တထဲမာတွေတထဲတွေရဲ့ပုံတင်ပြီးတော့လေအဲ့ဒါလူလိန်အကောက်တွေနော်ရှင်တို့သွားပြီးမယုံနဲ့ရှင်တို့ဘိုက်ဘာလာခဲ့ဖောင်တင်ကြီးပေးဆိုရှင်တို့ရှိရ9000ရရ1000ရရလိန်စားမဲ့အဲ့ဒါအငတ်ငကြီးကြလူလိန်နေတိလားနော်ဘာလဲဒီလောက်တောင်ဒုက္ခရောက်နေတာတချို့တွေပြောအောင်မယ်နော် အလူခန္ဓာအကောက်တုတွေနဲ့တလောက်သူများနေဒုက္ခရောက်နေတာကိုအခွင့်ရေးယူပြီးတော့လိန်စားပြီးအလူခံတဲ့မိန်းမတွေနော်အလူခံတဲ့ယောက်သားတွေရှိရဲ့တိလာနော်အဲ့ဒါဒီလောက်တော့ကစိုးကြီးတိုက်နေတာကိုရှင်တို့မကြောက်ကြတာလားဟမ်အခုဖြစ်နေတဲ့ကိုတက်ရှိနေတဲ့ဘဝလေးမှာကောင်းအောင်နေမယ်ဖြူစင်တဲ့စိတ်ထားလေးကိုကောင်းအောင်မွေးမယ်ကိုမလူနိုင်ရင်နေမနှောက်ရှက်ဘူးအဲ့ဒါကိုကလည်းမလူနိုင်ဘူးသူများရှိရတော့လိန်ပြီးတော့လေလိန်စားနေတဲ့လူတွေတတိထားနော် ခွင်ရေးကိုယူပြီးတော့ခူတုံးလုတ်တဲ့လူတွေပြောဦးမယ်နော်အခုဗမာတဲတို့အခုလူလို့ဆိုပြီးရေတန့်ကတ်တွေဝယ်တယ်နော်ဝယ်လို့မရအောင်နော်ဈေးကြီးတယ်ဈေးကြီးတယ်နော် ေးတွေအကုန်တက်တယ်မုံတွေရောအကုန်ဈေးတက်တယ်နော်အခုချိန်ကားဒီမီးရလည်းမလာတော့အခက်ခဲဖြစ်တယ်အခက်ခဲဖြစ်တော့ကိုယ်တွေဖုံးသွားတင်ရတယ်လေကိုယ်ရထဲမှာလည်းဖုံးတလုံးတစ်ထောင်ပါဝါဘတ်တလုံးဆိုရင်နှစ်ထောင်အမေလောက်ကြရှင်တို့လုံနိုင်တော့ရှင်တို့လောက်ကြနော်ငရဲမကြရင်လုံအခုနော်ပြောတာပြောအောင်မယ်တိလားဟိုဟာကက်ကြီးသုံးမကြော်လာနိုင်ပါစေလို့ကျမကြားဘူးကြတာခုကက်ကသုံးမတော့မကတော့ကျမသိရတဲ့လောက်ကနော်ကက်ဆိုင်နေတာရေရေဘေးလေဘေးမီးဘေးလို့ပဲကျမသိတာအခုယောဂကကိုဗစ် -19 နီးကအခုငလျင်ကအနော်အဲ့ကတ်တရအခု၃ဘာတောင်မကတော့ဘူးတိလာတော်တော်ကြောက်စရာကောင်းနေပြီနော်လူဟာကြံနေတဲ့အခိုက်မာလေးစိတ်တက်တွေရုံညက်နဲ့စိတ်ထားတွေကိုအ мян ဆုံးဖောက်ပါနောက်ထပ်တစ်ခုကျမတို့ပြည်သူများကိုတတိပေးအောင်မယ်နော်လောကကြီးမှာအရန်ကောင်းတဲ့လူရှိတယ်လို့မကောင်းတဲ့လူကလည်းသူ့အလုပ်ကိုမကောင်းမြဲမကောင်းအောင်ဆက်လက်ပြီးလုပ်နေတယ်ဆိုတာတတိကတ်နော်ဒီငလင်ကိုအချောင်းပြုတ်ပြီးတော့မှကူညီတယ်လို့နဲ့လူ၃ယောက်၅ယောက်ကကို့နာကတ်လာပြီးတော့ဓာတ်ထောက်ပြီးဓမြတိုက်သွားတဲ့လူတွေအများကြီး ီးနော်ကျမရဲ့အတိမိတ်ဆွေရဲ့နောက်ထပ်အတိကဖြစ်သွားတာအများကြီးဖြစ်နေပြီအားလုံးသတိထားပါအဝင်းကျန်မှာရှိတဲ့လူတွေကနည်းနည်းတိုက်တိုက်ဝိုင်းဝိုင်းလေးနဲ့စုစည်းပြီးနေကြပါပြီးတော့ပြန်လဲခုခံဖို့ဒုတ်တွေဓာတ်တွေစောင့်ထားပါမတမာတော့လူတွေကလည်းအခုစ조사ပြီးဓမြတိုက်တဲ့လူတွေအကုန်လုံနေကြတယ်နော်လက်ခနဲ့ဆိုသူတို့ကတ်လာတတ်တယ်နော်သူတို့ကလာတဲ့ပုံစံကကုညီမလို့နဲ့ကုညီရမလားဗျာဆိုပြီးတော့ပြုံပြုံလေးပြောပြီးတော့မ နောက်ကိုဓာတ်နဲ့အตาလေးထောက်ထားတာနော်အဲ့ဓာတွေကိုအားလုံးသတိထားကြပါငလျင်လှုပ်တာခုနှစ်ရက်ရှိပြီပေါ့နော်ဂရိယန်ဟိုတယ်အောက်မှာပြိနေတဲ့လူတွေကိုခုချိန်ထိဖော်ခွင့်မရသေးဘူးတဲ့နော်အမအမကြီးတယောက်ကငိုယိုပြီးပြောနေရှာတယ်ပေါ့နော်သူတို့ဆွေမျိုးအတိုင်းဝဲနေသူတို့တသမီးတွေအိုက်အောင်မှာပြိနေတာကိုသူတို့ခင်ဗျာကြည့်ပြီးငိုယုံကလွဲလို့ဘာမှလုပ်မရတဲ့အဖြစ်အယံတနာဖို့ကောင်းတာနော် အသက်ရှင်နိုင်ပါဦးမလားရှင်ခုနှစ်ရကြီးအောင်မှရှိသွားပြီကြည်လိုက်အခုချိန်ဒီအနာနံကတ်လို့မရဘူးတဲ့အဲ့ဘလို့လောက်ကြပါဘရောဟင်ကျမတို့လည်းလေဟိုကြည်ပြီးစိတ်မကောင်းတာပဲရှိတယ်ကျမတို့လည်းဘာမှမတတ်နိုင်ဘူးအခုပေါ့နော်တချို့တွေပေါ့နော်ပတ်စံရှိတဲ့လူတွေကတော့ဟိုတိုက်တွေကိုဟိုသိန်း90နဲ့ဖြူခိုင်းသိန်း100နဲ့ဖြူခိုင်းရတယ်တချို့တွေကတိတဲ့အတိုင်းပဲတိုက်ကြည့်ပဲရှိတာလေခလောင်းဘာမှမရှိဘူး နော်ဖြိုကငွေသိန်း50တရာဘယ်ရရှိမှာလို့မရှိတဲ့လူကျတော့ဒီတိုင်းကြီးပဲတိုက်ကြီးတွေစောင်းတောင်းကြီးတွေနဲ့အပြိုကြီးတိုင်ထားရတာတိလားပိုက်ဆံတကယ်တမ်းကျော်ပိုက်ဆံပိုက်ဆံနော် မိုးဝဗီဒီယိုလေးကိုစုံနေလည်းပါကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့တကယ်လဲပေါ့နော်ဒီလိုမျိုးစီးပွားရေးရှင်တွေကလှုပ်ရှားရတဲ့သူတွေကများတယ်ပေါ့နော်တကယ်တကယ်ဆိုရင်ကုညီတင်တယ်လို့တော့ထင်ပါတယ်အခုကြည့်နေတဲ့အမျိုးကြီးလည်းဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စချက်ကလေးတွေကိုဗီဒီယိုလေးအောက်မှာ comment လေးတွေရေးပြလို့ရပါတယ်ရှင်မိုးဝဗီဒီယိုလေးကိုစုံနေလည်းပါကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား